ချက်သားပဖလီလောက်စားမယ်ပေါ့နော်ကျမတို့ဘက်မှာခေါ်တာတော့ဒါမျိုးဆိုလို့ရှိရင်ချက်သားပဖတို့အချက်သားမုတ်ပေါ့နော်ချက်သားမုတ်ဘဲသားမုတ်ဘဲမုတ်အုံဒီမုတ်လို့အဲ့လိုမျိုးတော့ခေါ်ခေါ်ကြရတယ်ပေါ့နော် ဒါကကျမတို့မြန်မာပြည်ဘက်ကမဟုတ်လို့နေနဲ့တူမလားတော့မသိပေမဲ့ပေါ့နော်ကျမနိုင်ငံခြားက Cooking Floor ကြီးနေတယ်ပေါ့နော်ဒီ Cooking Floor ကနေတွေ့လို့ပေါ့နော်သူတို့ကတော့ခေါ်တော့ Chicken Abundance လို့တော့ခေါ်တယ်ပေါ့နော်အတူတူပဲလားမတူလားတော့ကျမမသိဘူးပေါ့နော်အဲ့တော့ကျမတို့ချက်သားမုတ်လေးလုပ်ဖို့အတွက်ချိုမုတ်ရယ်စနွေးမုတ်ရယ်မဆလာ ပြီးတော့ငရုကောက်မုတ်နဲ့ငံပြရည်ထည့်ပြီးတော့ချက်သားလေးတွေကိုတည်တည်ချာချာလေးနေသွားလိုက်ပါမယ်ရှင်ဒီမှာတုံးထားတဲ့ချက်သားလေးကတော့ကျမအတုံးလေးတွေတည်တည်လေးတွေပဲတုံးပြီးတော့ပြုလုပ်ထားပါတယ်ရှင် ဲ့ကျသားမဟုတ်အတွက်ကိုအတွင်းအစာပလာအသုံးပြုဖို့အတွက်ပေါ့နော်ကျသားကိုအတုံးသေးလေးတွေပြုလုပ်ထားပါရရှင်မိမိကဒီထက်ပိုပြီးတော့တစ်တီလေးပြုလုပ်ခြင်းနဲ့ဆိုလဲမိမိစိတ်ကြိုက်ပါနော်ကျမအာလူးကိုတော့နှလုံးသုံးထားပါတယ်ပြီးတော့အာလူးလေးတွေကိုအတုံးတုံးလေးတွေတုံးပြီးတော့ရေတန်ရှင်းစေချင်အောင်ဆေးချောပြရနဲ့ယူနီပပွက်စုရဲထဲမှာကျမတို့ပေါင်းလိုက်ပါမယ်ရှင်အဲ့ပေါင်းရမှာလှုပ်ရှုပ်တဲ့သူတွေတက်ကတော့စက်သားနဲ့အာလူးနဲ့ရောချက်လိုက်လို့ရတယ်ပေါ့နော်ကျမကအာလူးချက်ကတော့အရန်ကြာသွားမှာဆိုလို့အရင်ဆုံးပေါင်းလိုက်တာပေါ့နော် ကျမတုံးနာရဲစသားကလည်းမွေးမြူရေးစသားဖြစ်တဲ့ခါကျတော့သူကအချက်မြန်နေပေါ့နော်အဲ့ခါကျတော့အာလူအကြိုက်ချက်နေရမှာဆိုတော့ပေါ့နော်အဲ့တော့အာလူလေးကိုပေါင်းပြီးွားလို့ခင်းနဲ့ထိုးကြည့်လိုက်လို့ထိုးလို့ရပြီခြေလို့ရပြီဆိုရင်တော့ရပါပြီရှင်။ပြန်စွတ်စွတ်နီလေးတွေကိုလည်းအတုံးတုံးလေးတွေတုံးထားလိုက်ပါမယ်ရှင်။ ဒါဆိုရင်တော့အတွင်းအစားပလာအတွက်စသားလေးကိုစချက်ပါရမယ်။ကျမကတော့ဒီမှာ top back လေးသုံးထားပါတယ်။စီသုံးလည်းရပါတယ်နော်။ top back ထဲကိုစနွေးမုံလေးထည့်ပြီးတော့မတိချလေးမှုသွားလိုက်ပါမယ်ရှင်။ကျတော့ဒီစသားကို top back နဲ့ချက်တဲ့ခါကျတော့လေစသားလေးကမှုကြိုင်ပြီးအရန်စားလို့ကောင်းပါတယ်ရှင်။ရစီလေးပူလာပြီဆိုတော့ကျွန်တော်ခုနကအတုံးတုံးလေးတွေလှီးထားတဲ့စက်သွန်နီလေးကိုအရင်ထည့်လိုက်ပါမယ်ရှင်။စက်သွန်နီလေးအနည်းငယ်နွမ်းဖွက်တာနဲ့အနိထားလောက်တီးကိုကြော်သွားပေးလိုက်ပါမယ်ရှင်။ စစ်တန်နီလေးကအနေငယ်လောက်နောက်ဖက်ပါပြီဆိုလို့ရှိရင်တော့အိမ်မှာယူစီစိတ်မုံမှုရှိလို့ပေါ့နော်ကျွန်မခွဲချက်မှုလေးနေငယ်ထည့်လိုက်ပါရယ်အယောင်အတွက်ပါရှင်အစိမ့်မုံရှိရင်တော့ယူစီစိတ်မုံထည့်သုံးနိုင်ပါရယ်ရှင်အဲ့ကျွန်မပထမတရက်ကနေထားတဲ့စက်သားပေါ့နော်ကျွန်မပထမတရက်ထဲကဝဲပြီးတော့ကြိုပြီးနေပြီးရေခဲတရတာနဲ့နှက်ထားလိုက်တာပေါ့နော်အဲ့တော့ခဲတောင်းနေတာပေါ့ရှင်အဲ့တော့ခဲတောင်လေးရဲ့စက်သားကိုကျွန်မခွဲချမ်းပြီးတော့ဒီအိုးထဲထည့်လိုက်တယ်ပြီးတော့ရေလေးနှငယ်ထည့်ပြီးတော့ပျော်အောင်ချက်လိုက်မယ်ပေါ့နော်အရင်အောင်ဆုံးအဲ့ခုဆိုလို့ရှိရင်စက်သားလေးတွေကပျော်သွားပါပြီရေတွေကတော့ရှိနေသေးတယ်ပေါ့နော် ကျသားလေးတွေရေခဲတုံးတွေမဖြစ်တော့ဘဲနဲ့အကောင်လုံးသူ့သူ့ဟာနဲ့သူဖြစ်သွားပြီဆိုရင်တော့အဆင်ပြေသွားပြီပေါ့နော်ဒီကြသားလေးလည်းချက်သွားတဲ့အနေထားလောက်ရောက်ပြီဆိုတော့ကျွန်မအာလူးကိုထည့်လိုက်ပါတော့မယ်ရှင်။အာလူးနဲ့ချက်သားတွေနှက်ဆက်သွားတဲ့အထိတည်တည်ချာချာလေးမွေးပွားပေးလိုက်ပါမယ်ရှင်။ရရတာနေနေရတော့ QC ထည့်ပါရဲ၊ပင်ခပြားကြီးအကြီးထည့်လိုက်ပါရဲရှင်။ပြီးွားရင်ရောသမသွားအောင်တည်တည်ချာချာလေးမွေးသွားပေးလိုက်ပါမယ်ရှင်။ ကျွန်တော်ဒီစက်သားမုတ်ပေါ့နော်စက်သားဒီမှာမြန်မာပြည်မှာခေါ်တာတော့စက်သားမုတ်ပုံစံပေါ့နော်ဒီစက်သားမုတ်မှာဒီအတွင်းရအစာပလာအရေးကြီးတယ်ပေါ့နော်ရတာလေးရှိတဲ့အခါပူစားလို့ကောင်းတာပေါ့ရှင်အဲ့တော့ကျမကစက်သားကိုအတွင်းထဲမှာထားရမယ့်စက်သားကိုပေါ့နော်ပြစ်ပြစ်ကလေးလိုချင်တာနဲ့ပေါ့အာလူကိုလုံးဝကြည်ွားတဲ့အထိချက်ချင်တယ်ပေါ့နော်အဲ့တော့ကျမရေလေးထည့်ပြီးတော့ချိုးမုတ်လေးနည်းငယ်ထည့်လိုက်ပါတယ်အခုဆိုလို့ရှိရင်တော့ရေကအတော်လေးကိုခန်းနေပြီပေါ့နော်ကြက်သားတွေနဲ့အာလူတွေနဲ့လည်းပြစ်ပြစ်ကလေးဖြစ်နေပြီပေါ့နော် ဒီနေထားလောက်ချီကိုနော်ရပါပြီရှင်ဒါဆိုလို့ရှင်တော့မှုတ်သားလေးတွက်ပြုလုပ်ပါမယ်ရှင်အမုတ်လုပ်ဖို့အတွက်ကတော့အထွေထွေသုံးဂျုံကို325ဂရမ်သုံးနာပါတယ်။တခြားကထမင်းစားစုံးနဲ့နှစ်စုံ၊စားအိုတော့လက်ဖက်စားစုံးနဲ့စုံးတစ်ဝက်ထည့်ပါတယ်။ပြီးသွားလို့ရှိရင်တော့ဘတ်တာပေါ့နော်၊ထောဘတ်ကိုကတော့ထမင်းစားစုံးသုံးစုံထည့်ပြီးတော့တည်တည်ချာချာလေးရောသမသွားအောင်မွေးသွားပြီးလိုက်ပါမယ်ရှင်။ဒီမုတ်မှာလေထောဘတ်တွေပဲသုံးတဲ့အခါကျတော့ထောဘတ်နဲ့လေးမှုမွေးလေးနဲ့အရန်ကိုမှရတာရှိပြီးရန်စားလို့ကောင်းတယ်ပေါ့နော်။ ကေပါဝပစ္စည်းလေးတွေရောသမပွားပြီဆိုရင်ကျမရေအေးပေါ့နော်ရေအေးကဒါတော့1 cap သုံးထားပါတယ်ဒီနေရာမှာရေသုံးတဲ့နေရာမှာပေါ့နော်ဂွိမိစိတ်ကြိုက်ပါနော်ကျမကတော့နည်း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 စီထည့်ပြီးတော့မှုတ်သားရဲ့အနေထားကိုကြည်ပြီးတော့သုံးတာဖြစ်ပါတယ်ရှင်ကျမတို့ဒီနေရာမှာရေသုံးတာအများကြီးဖြစ်သွားလို့လည်းမရအောင်နဲဝါလို့လည်းမရအောင်အများကြီးဖြစ်သွားပြီဆိုလို့ကတော့လေဒီမှုတ်သားကိုလေတစ်နိုင်နှစ်နိုင်လောက်နေပြီးရောပဲပေါ့နော် အဲနည်းနည်းလေးဖြစ်ဂျီနည်းနည်းလေးပဲထဲတယ်ဆိုလို့ရှိရင်လည်းအကြာကြီးတော့မနေရဘူးဒါပေမဲ့မုတ်သားကြီးကအချက်ပိတ်ကြီးဖြစ်ပြီးတော့စားလို့မကောင်းဘူးပေါ့နော်အဲ့တော့ရေအချိန်စားကမိမိမုတ်သားနေတဲ့ပုံမှာမူတည်ပါရဲ့ရှင်အဲ့ကျမကတော့ဒီနီယောင်ခွက်နဲ့ပေါ့နော်ဝမ်ကပ်တစ်ခွက်စာအသုံးပြုလိုက်ပါတယ်ရေကိုပေါ့နော်တစ်ခွက်စာအသုံးပြုပြီးတော့ဒီမုတ်သားလေးကိုချောမွေအိဆက်သွားပြီးတော့ပေါ့နော်အလတ်စတစ်အနေထားရောက်တဲ့အထိကိုကျမနေသွားပေးလိုက်ပါတယ်ရှင် တော့မုတ်သားလေးကချောမွေပြီးတော့အိဆက်သွားတော့မှကျမတို့မုတ်လို့ရမှာစားလို့အရန်ကောင်းပြီးအရသာရှိတာဖြစ်ပါလိမ့်ရှင်။အဲကျမကမုတ်ကိုအချိန်စားပေါ့နော်တိတိချာချာလေးအရှီကိုထည့်တဲ့အတွက်ကျမဒီနေ့ကတော့အကြာကြီးမနေလိုက်ရပါဘူးရှင်။မုတ်သားလေးတွေချောမွေသွားစီဖို့လည်းဒီလိုမျိုးမုတ်သားလေးတွေကိုင်ပေါက်ပေးရတယ်ပေါ့နော်။မုတ်သားလေးချောချောမွေ့မွေ့လေးရပြီဆိုလို့ရှိရင်เนาะကျမတို့အိုးတစ်လုံးနဲ့ကိုတေချာဖုံးအုပ်ပြီးတော့မိနစ်30လောက်အနားပေးလိုက်ပါမယ်ရှင်။ ဒီမှာကတော့မုတ်သားပေါ့နော်ဒိုသားကိုကတော့ جماعه ကနှစ်မျိုးလောက်ရတာပါခုနကတစ်မျိုးလောက်ပြောပါပြီဒါဒုတိယတစ်မျိုးပေါ့နော်ဒီမုတ်သားမှာကတော့အထွေထွေသုံးချုံကို125 gram သုံးထားပါတယ်ထောဘက်ကထမင်းစားစွန်းနဲ့နှစ်စွန်းစာလောက်ရှိပါတယ်ထမင်းစားစွန်းနှစ်စွန်းစာလောက်နဲ့ဒါတွေကိုရောသမတော့အောင်တည်တည်ချာချာလေးမှုသွားပြီးတော့နေသွားလိုက်ပါမယ်ရှင်ထောဘက်ထည့်ထားတဲ့အတွက်ဒီမုတ်က جماعه တို့ခုနမုတ်သားတွေလိုချောမွေ့အောင်နေလို့မရပါဘူးသူ့ကိုနှမ်းဆက်သွားအောင်ပဲတည်တည်ချာချာလေးနေသွားပြီးလို့ရမယ်ပေါ့နော်ခုနမုတ်သားကတော့ချောမွေ့ဖို့လိုပဲမြေဒီမုတ် ားကတော့ချုံးမွေစရာမလိုဘူးပေါ့နော်။ကဲပြီးွားရင်ဒီမုတ်သားလေးနဲ့နှမ်းဆက်သွားအောင်နေပြီးပြီဆိုရင်15မိနစ်လောက်နားပြီးလိုက်ပါမယ်ရှင်။ဒီမုတ်သားလေးတွေအားလုံးလည်းရာသွားပြီဆိုလို့ရှိရင်တော့ကျမတို့မုတ်ပြုတ်လို့ဖို့အတွက်ပြင်ဆင်ပါမယ်ရှင်။ဒါတော့ကျမတို့မိနစ်30နှက်ထားတဲ့မုတ်သားလေးပါရှင်။အဲတော့ကိုလိုတလောက်အနေထားပုံစံလေးဆွဲဆန့်ပြီးတော့ကိုလုံးမဲ့အနေထားလောက်ပေါ့နော်မုတ်တွေကိုပိုင်ဖြတ်လိုက်ပါမယ်ရှင်။ကျမကလေကိုအိမ်စားလေးဖြစ်တာရဲ့ကျမမုတ်လို့တာမကျွမ်းကျင်ဘူးပေါ့နော်မကျွမ်းကျင်တဲ့အခါကျတော့လေဖြတ်တိုင်းဒီဖြတ်တော့တဲ့နေရာမှာလေ မညညာပါဘူးရှင်အဲ့တော့အဲ့ဒါလေးကိုနားလည်ပေးပါစီကျင်ပါရယ်နော်အတိကတော့ကျမကဒီမုတ်လုံနီးလေးကိုပြသချင်တာဖြစ်ပါရယ်ရှင်ကျမတို့ပိုင်းပြီးွားပြီဆိုလို့ရှင်တော့ပါမုတ်လုံးတလို့ပဲပေါ့နော်အပေါ်ကနေအောက်ကိုဆွဲဆွဲချာပြီးကျမတို့လုံလုံလေးထားထားလိုက်မယ်ပေါ့နော်အဲ့တော့ချားမုတ်သားလေးတွေကိုလည်းထုံနီးတူဒီတိုင်းလေးပဲလုံလုံပြီးတော့ထားသွားပြီးလိုက်ပါမယ်ရှင်မုတ်သားလေးကလေတိတိကျကျလေးနေထားတဲ့ခါကျတော့လေမုတ်သားလေးကအီးဖတ်နေရပါပဲရှင် ကဲပထမမုတ်သားပေါ့နော်ချောမွေအောင်နေထားတဲ့မုတ်သားလေးကိုကျမတို့လုပ်ပြီးပြီဆိုတော့ထောပတ်နဲ့နေထားတဲ့မုတ်သားလေးကိုလည်းခုနကနီးတူတိုင်းပဲအလုံးလေးတွေလုံထားလိုက်ပါမယ်ရှင်ကျမကတော့မုတ်သားခုနှလုံးရတဲ့အတွက်ဒီထောပတ်လုံးလေးတွေကိုလည်းခုနှလုံးပဲလုံပါမယ်ရှင်သူကတော့လေထောပတ်နဲ့လုံထားတဲ့အတွက်ခါကြတော့လေကျမတို့လုံရတာနည်းနည်းလေးခရုစိုက်ပြီးတော့လုံရပါတယ်ရှင်ကျမတို့ပထမနေထားတဲ့မုတ်သားလို့မတူဘူးပေါ့နော် ူကပျော့ဤမြန်နဲ့ဤဤရွရွလေးဖြစ်နေရပေါ့နော်အဲခါကျတော့နည်းနည်းလေးထိမ့်ပြီးတည်တည်ချာချာလေးလောက်ကပါရဲ့ရှင်အဲ့ဒူရီယာလုတ်တဲ့မုံလုံးလေးကတော့ထောပတ်တွေနဲ့နေထားတဲ့အတွက်ထောပတ်မုံလုံးလေးပေါ့နော်။ကဲအားလုံးကိုတညီညာနဲ့လုံးဝပြီဆိုရင်တော့ကျွန်တော်တို့ဒီလိုမဟုတ်ပထမအဆုံးနေတဲ့မုတ်အသားပြားလေးကိုလို့ပြလိုက်ပါမယ်။ပြီးရင်ထောပတ်လုံးလေးကိုအတွင်းနဲ့ထည့်ပြီးသူတို့ကိုလည်းအဲ့လိုမျိုးပဲလုံးပေးထားလိုက်မယ်ပေါ့နော်။ကျွန်တော်တို့ပါမုတ်လုံးတို့လိုလေးညီညီညာလေးလုံးပေးထားလိုက်ပါမယ်ရှင်။ right တခြားမုတ်တွေအကုန်လုံးလည်းထူနီးတူစွာပဲပေါ့နော်အရင်ဆုံးမုတ်ကိုလက်ဖက်နောက်ကလေးနဲ့ပြားမယ်ပြားပြီးသွားရင်ကျမတို့ထောပတ်လုံးလေးထည့်မယ်ပြီးသွားရင်ပထမနေ့တိုင်းပဲလုံးထားလိုက်ပါမယ်ရှင်အဲ့တော့မုတ်သားတွေအားလုံးကိုထူနီးတူစွာပဲအကုန်လုံးပြုလုပ်သွားပေးလိုက်ပါမယ်ရှင်ဒီမုတ်လုံးလေးလေးလေးနည်းနည်းအလုပ်လေးရှုပ်တယ်ဆိုပေမဲ့အရန်စားလို့ကောင်းပါရဲ့ရှင်။လှုပ်ရှားကြည့်ကြပါလို့ကြံပေးပါရနော်။ကင်မုတ်လေးတွေအားလုံးလုံပြီးသွားပြီဆိုရင်တော့နေရာချပါမယ်။ပြီးရင်တလုံးချင်းစီကိုမိမိစိတ်ကြိုက်ပုံဖော်ပါမယ်ရှင်။ တော့ကျမတို့ခုနကထောပတ်လေးထည့်လုံလာတဲ့မုတ်လုံးလေးကိုလွတ်မှုဖြည်းဖြည်းလေးကျမတို့တွေ delay လေးနဲ့ပေါ့နော် delay တုံးလေးနဲ့ကျမတို့ဖြည်းဖြည်းချင်းပုံချအောင်လုပ်ပေးရပါတယ်ရှင်အတွင်းမှာရှိတဲ့ထောပတ်လုံးလေးရာလေးနည်းနည်းအထိခိုက်မခံတဲ့ခါကျတော့ကျမတို့လေဖြည်းဖြည်းချင်းလုပ်ရပါတယ်ရှင် အဲ့တော့မုတ်သားလေးကိုအပြင်ကမုတ်သားလေးကိုပောက်ထွက်ပြီးတော့ကျမတို့တွေအတွင်းရထောပတ်သားတွေကထွက်သွားနိုင်နေပေါ့နော်အဲ့ကြလို့ရှိရင်လည်းစိတ်မညစ်ပါနဲ့ကျမဆိုလည်းထွက်ပါတယ်ထွက်တဲ့ခါကျကျမအဆင်ပြေသလိုလေးပဲလုပ်ပါတယ်ရှင်စိတ်ညစ်စရာမလိုပါဘူးနော်ထောပတ်သားကြီးတွေထွက်သွားတဲ့ခါကျတော့မုတ်လုံးလို့မရတော့ဘူးဆိုပြီးစိတ်မညစ်ပါနဲ့အဆင်ပြေအောင်လုပ်လို့ရပါတယ်ကျမလည်းအဆင်ပြေအောင်ပဲဒီလိုပဲလုပ်တာပါပဲရှင်အဲ့တော့အဓိကတော့အရင်ရင်တော့ဖိလို့မရပါဘူးဒီအတင်းတွေကထောပတ်တွေအပြင်အများကြီးထွက်လာလို့အဆင်မပြေဘူးပေါ့နော်အဲ့ခါကျတော့အနည်းငယ်လောက်ထွက်တာကိစ္စမရှိပါမယ်အများ ကြီးထွက်လာမှာဆိုတော့တဖြည်းဖြည်းချင်းလိုက်သွားပေးရပါတယ်ကိုလိုချင်တဲ့ပုံစံလေးကိုပေါ့နော်အဲ့ကျွန်မကဒီမှာမုတ်လိုက်တဲ့ပုံစံဒီတလိထုံးနဲ့လိုက်တဲ့ပုံစံကိုသေးသေးချာချာလေးပြထားပေးပါတယ်ရှင်သေးသေးချာချာလေးလိုက်ကြည့်ပြီးတော့လှုပ်ရှားကြည့်ပါလို့ကျွန်မအကြံပေးပါတယ်အရန်ဆလို့ကောင်းလို့ပါရှင်မုတ်သားလေးတကယ်ကိုအီဖန်နေတဲ့အခါကျတော့အရန်ကိုမှရတာရှိပါတယ်။အဒရီနီကစက်သားရတာနဲ့ဆိုရင်တော့ပြောစရာမလိုတော့ဘူးပေါ့ရှင်။အဲ့တော့ဒီမှာတလိတုံးလေးနဲ့ဖြည်းဖြည်းချင်းလှိပ်ပြီးတော့ကိုလိုချင်တဲ့ပုံစံလေးကိုပုံဖော်သွားရုံပါပဲရှင်။ ဒီလိုတဆင်ချင်းစီလှုပ်တဲ့ခါကျတော့လေမုတ်သားလေးကလေကျွတ်ကျွတ်ရွရွရလေးနဲ့လေအထက်ထက်ကလေးတွေဖြစ်တာပေါ့နော်အထက်ထက်ကလေးနဲ့ကျွတ်ကျွတ်ရွရွလေးနဲ့အရန်ကိုမှစားလို့ကောင်းတာပါပဲရှင်။ကဲအဲ့တော့အလဲကနေပိုင်းလိုက်တဲ့မုတ်သားလေးကျွန်တော်တို့လက်လေးနဲ့ပြန်ဖိမယ်ပြောရချင်တခါတလိတ်တုံးနဲ့ဖြည်းဖြည်းချင်းစီပြန်ဖိရတယ်ပေါ့နော်ဒီမှာတလိတ်တုံးကသုံးရတာအရေးကြီးဆုံးပါပဲ။တလိတ်တုံးမရှိတဲ့ခါကျရင်ကျွန်တော်တို့တွေမြို့ချပွေးကိုမုတ်လေးပေါ့နော် မုတ်ဂျုံမုတ်လေးဖြူပြီးတော့ဒီလိုမျိုးလေးလှိမ့်သွားလဲရပါတယ်ရှင်အဆင်ပြေပါတယ်နော်။ ်မုတ်ကလေးတွေကပြန်ပြန်ကော့တက်တာလေးရှိပါတယ်ထိန်ထိန်သင်းသင်းလေးနဲ့ဖြည်းဖြည်းချင်းလှုပ်သွားမယ်ပေါ့နော်ကျမတို့လေဒီမုတ်သားလေးအတွင်းထဲကကြက်သားမထည့်ဘဲနဲ့ဆိုင်အောင်ရတာရှိရဲ့ရှင်ဘာဖြစ်လို့ဆိုတော့တကယ်ကိုမုတ်သားလေးရလေးဤဖတ်နုညံ့ပြီးတော့လေးစားလို့ရရတာရှိပါတယ်ကျမကတော့ဖြည်းဖြည်းချင်းစီနဲ့တလိတုံးနဲ့ပေါ့နော်ဖြည်းဖြည်းချင်းစီလှိပ်ပြီးတော့တေးသေးချာချာလေးဖြည်းဖြည်းချင်းစီလောက်ရပါတယ်ရှင်စိတ်ရှိရှိနဲ့ပေါ့နော်စားခြင်းတဲ့ခါကျတော့စိတ်ရှိရှိနဲ့လောက်ရတာပေါ့ရှင် မုတ်ကိုကိုလိုတလောက်ပေါ်တော့အနေထားတိပြားသွားပြီးပြီဆိုတော့မှကျွန်တော်အစာပလာကိုထည့်ပါမယ်နော်ဆိုတော့မုတ်ကိုလိုတလောက်ထိမပြားဘဲနဲ့ပေါ့နော်အစာပလာထည့်တဲ့အခါကျရင်မုတ်သားကြီးတွေအရန်ထူတဲ့အခါကျရင်အဆင်မပြေပါဘူးအဲ့တော့မုတ်ကိုလိုတလောက်ပေါ်တော့ပြားလို့ရတလောက်အနေထားလောက်ကြီးဖြည်းဖြည်းချင်းစီပေါ့နော်ဒလေးထုံးလေးနဲ့ဖြည်းဖြည်းချင်းစီပြားသွားပြီးရပါမယ်ရှင်ဒါမှကျမတို့ကြော်တဲ့ခါကြရရှင်မွားတက်လာမယ်အနေထားကိုလည်းတွက်တွက်စားထားရတာပေါ့နော် အဲ့ဒီမှာကျမဒလိတုံးလေးနဲ့ပေါ့နော်မုတ်ကိုတေးတေးချာချာပြားတာလေးကိုတေးတေးချာချာလေးရိုက်ပြထားပါတယ်ရှင်။လိုက်လှုပ်ရှားကြည့်ကြပါအောင်နော်။ကျမတို့ဒီမုတ်လှုပ်ရမှာပေါ့နော်အဲ့ဒီဒလိတုံးလေးလှုပ်ကလိတ်ကတဲ့နေရာလေးတော်တော်လေးကိုလှုပ်ဝင်ပါတယ်။ဖြည်းဖြည်းချင်းနဲ့ပေါ့နော်မုတ်သားတွေပေါက်ထွက်သွားမှဆိုလို့ဖြည်းဖြည်းချင်းနဲ့ကိုလှုပ်နေရတာပါရှင်။ မောက်သားလေးကကိုလိုချင်တဲ့အနေထားလောက်ဒီပြားချက်သွားပြီဆိုတော့မှကျမတို့ကဖြောင်းမြန်လေးလှန်လိုက်ပြီပေါ့နော်ဒီကျမတို့ခယူးခွေပတ်ပုံစံလေးရှိရပေါ့နော်ခယူးခွေပတ်ပုံစံလေးဘက်ကမဟုတ်ပဲနဲ့တခြားတစ်ဖက်ကပေါ့နော်နည်းနည်းပြောင်းချောဖြစ်နေတဲ့ဘက်ကလေးကိုကျမတို့အစားထည်တာပါဒါမှကြော်လိုက်တဲ့ခါကျလို့ရှိရင်ခယူးခွေပတ်ပုံစံလေးကအလှဘက်မှာရောက်နေမှာပေါ့နော်အဲ့တော့ကျမတို့အလဲကနေမောက်သားကိုဖြတ်လိုက်တဲ့အချိန်မှာခယူးခွေပုံစံလေးဖြစ်နေရပေါ့ခယူးခွေပုံစံဖြစ်နေတဲ့နေရာလေးကအဲ့ဒါအလှဘက်ကိုထားရမှာပါရှင်ကျမလေဒီဒမ်ပလင်ထုတ်တဲ့ပုံစံကဒီဇမ ှမတက်ပါဘူးရှင်အဲ့တော့ဒီမှာအဆင်ပြေသလိုလေးထိတ်ကိုပိတ်ပြီး dumpling ပုံစံလေးတော့လုပ်ကြည့်ပါရစေရှင်တက်နိုင်သလောက်တော့လုပ်ထားပါရနော်အဲ့တော့ dumpling ပုံစံလှလှလေးမရပါဘူးရှင်အဲ့ဒါလေးတော့နားလည်ပေးပါရှင်ဒီမှာ dumpling ပုံစံမျိုးဘလို့ကမလုပ်တတ်ပါဘူးရှင်အဲ့တော့ကိုလုပ်တတ်သလိုလေးပဲထိတ်ကို အထီးကထားပြီးတော့ပိတ်ထားလိုက်ပါရရှင်အဓိကကျမတို့ထိတ်ကိုပိတ်ဖို့အရေးကြီးတာပေါ့နော်။ဘာလို့လဲကျမတို့ကချက်သားအစာပလာထည့်ထားရတော့ဒီချက်သားတွေစီတဲကိုမပေါက်ထွက်သွားစေရန်အတွက်ကျမတို့ထိတ်ကိုအဓိကထားပြီးတည်တည်ချာချာလေးပိတ်ရခြင်းပါပဲရှင်။ တော့ကျွန်မဒမ်ပလင်းထုတ်တဲ့ပုံစံမျိုးလည်းလုပ်ပြရတယ်ပေါ့နော်ကျွန်မဒမ်ပလင်းကဘလို့မှဒမ်ပလင်းမဖြစ်နေဘူးပေါ့နော်အဲ့ထိပ်ပိုင်းကနားလည်ပေးပါနော်ကျွန်မမလုတ်တက်လို့ပါရှင်လုတ်တက်တလောက်လေးပဲလုတ်ထားပါတယ်ရှင်သူတရားလုံးလုတ်ပြီးပြီဆိုလို့ရှင်တော့စီလေးကိုအပူပေးပြီးတော့ကျွန်မတို့ကတော့၃ခုစီ၃ခုစီထည့်ပြီးကြော်ဝါပေးလိုက်ပါတယ်ဒါဆိုမုတ်ကလည်းအလုံးအရန်ကြီးရယ်ပြီးတော့ကျွန်မကလည်းစတီအိုးလေးနဲ့ပဲသုံးထားပါတယ်ရှင်စီထည့်ရတာအဆင်ပြေလို့ပေါ့နော်အဲ့တော့စီလေးကိုမုံမြုပ်တဲ့အနေထားလောက်ထိထည့်ပြီးတော့ကျွန်မတို့ကြော်သွားပေးလိုက်ပါမယ်ရှင် ရွှေဝါရောင်လေးတန်းတဲ့အနေထားလောက်ထိကျော်သွားပေးလိုက်မယ်ပေါ့နော်စီလေးမြို့အောင်နဲ့စင်ပြေနေပြေနဲ့ပေါ့နော်ကျမတို့စွေဝါရောင်လေးတန်းတဲ့အထိကိုကျော်သွားလိုက်ပြီနော်အရန်ကိုမှစားလို့ကောင်းတဲ့မှုန်လေးကတော့ရရှိမှာဖြစ်ပါတယ်ရှင်ဒီမိုးလုံးကြီးလေးရလေနည်းနည်းလေးလက်လျှုပ်တယ်လောက်ရတာတွေများတယ် process တွေများတယ်ဆိုပေမဲ့အရန်ကိုမှစားကောင်းလို့လုပ်ကြည့်ကြပါအောင်လို့ကျွန်မအကြံပြုပါရစေနော်အယောင်လေးတွေအနည်းငယ်ပြောင်းလာပြီဆိုလို့ရှိရင်နော်ဆဲလိုက်ပါမယ်ရှင် ဒါဆိုရင်တော့ရန်ကုန်မှာစားလို့ကောင်းပြီးရတာရှိတယ် chicken apparatus လေးတွေကတော့ရသွားပါပြီရှင်ကျမတို့ဒီဘက်မှာခေါ်ဝေါ်တာကြတော့စတားမုတ်ပေါ့နော်အဲ chicken puff တို့ coconut puff တို့အဲ့လိုခေါ်ကြတာပေါ့နော်အဲ့တော့စတားမုတ်ဘဲသားမုတ်အုံဒီမုတ်ပဲမုတ်ပေါ့နော်အဲ့လိုအလွယ်ခေါ်ကြတာပေါ့ရှင်ကျမရဲ့ဗီဒီယိုလေးတွေကိုစုံလေးကြည့်ရှုပေးကြတဲ့တူတယောက်ချင်းစီတိုင်းကိုအထူးပဲကျေးဇူးတင်ရှိပါတယ်ရှင်ကျမရဲ့ဗီဒီယိုလေးတွေကအားလုံးအတွက်အဆင်ပြေမယ်လို့ပြောလင်းပါတယ်ရှင်နောက်ထပ် vlog တွေမှာပြန်တွေ့ပါမယ်အားလုံးပဲ bye bye